သမီးရတာဗလာမန်ချီလေးဆိုလေအဲ20ဆိုဒီနေ့တိုင်းမယ်အဲ24ဆိုလေဒီနေ့တိုင်းမယ်အဲ့လိုပဲပြောလိုက်တယ်ပြောမယ်ဆိုသူတို့မန်တဲ့အသက်ကိုကွာမားတယ်လို့ပြည့်တက်တက်ကိုမပြောချင်ဘူးကွယ်ပြောချင်တာအားနာစရာရင်သူတို့မန်တဲ့အရာလေးတွေမှန်သွားတယ်ဆိုပျော်သွားပေါ့19ပေါ်တဲ့အလွန်ဆုံးနဲ့26နှစ်က19နှစ်လောက်19နှစ်လောက်ကိုပြန်မှန်သွားတယ်ကွယ်လက်ရှိအသက်ကကြတော့အမေကြီး ဒီဇက်ကားထဲမှာတော့ချက်ချက်ဆုံးလူသားဆိုတော့ဒါမင်းသားကိုရင်ညွှန်းပြီးတော့ပြောထားတာပေါ့နော်တိုင်တော့ရင်ညွှန်းပြီးပြောထားတာပါအဲသူဘယ်လိုချက်ချက်လဲဆိုတော့ဒီဇက်လေးထွက်လာမှစောင့်ကြည့်ပြပါလို့ပြောချင်ပါတယ်ဟုတ်ကိုရန်ကရောမချက်တတ်ဘူးလားဒီထဲမှာဘယ်လိုမျိုးလဲဘယ်လိုကောင်းပါလိမ့်လဲကမလေးอ่ะကမလေးอ่ะချစ်တယ်အမ်တဲ့ချစ်တဲ့ဆုံးလူသားတော့မင်းသားဖြစ်နေပြီမဲ့အဲဒီကားထဲမှာကမလေးတွေအကုန်လုံးပါလေအဲမိတ္တဆီမိတ္တမန်တွေအကုန်လုံးကချစ်ကြတဲ့သူကြီးပဲပေါ့နော်ကြည့်နေတဲ့အချိန်မှာ character ပုတ်ထွက်လာတော့ဒီမှာအသက်16နှစ်တည်းဆိုအော်ခလာလို့16နှစ်ဆိုတော့လို့ဒီမျက်နှာလေးအလိုက်တယ်ဆိုပြီးရွေးကြပဲထင်ပါတယ်လေးလို့ခုနက character လိုက်တယ်ဆိုတဲ့အချိန်မှာဘာလို့လဲပေါ့နော်အဲအဲ့မှာ character အဲ့လိုနှမျိုးကွဲမှာကွာတခါကျတော့နှမျိုးကွဲနှမျိုးချိန်သွားမဲ့အားလေးပါတယ်အဲ့မှာအဲ့နှမျိုးချိန်တာကိုလိုက်တယ်လို့ပြောချင်တာမဟုတ်လားပဲ16နှစ်ကလိုက်တယ်လို့ပြောချင်တာပဲဖြစ်မှာပါလေတွေးလိုက်ပါတယ် လက်ရှိအသက်ကကြတော့အမေးကြီးပြောထားပါတယ်ပြည်သက်တွေကတော့ပြောကြတယ်လမ်းမတွေ့မင်းလေးဆိုပြည်သက်တွေပြောမေးလိုက်တယ်အသမီးအသက်ကမန့်ကြီးလေးဆိုလေအဲ20ဆို20 ဒီနေ့တိုင်းပဲအဲ့ဒါ24ဆိုလဲဒီနေ့တိုင်းပဲအဲ့လိုပဲပြောလိုက်တယ်အဲ့လိုတင်တဲ့တိုင်းလေးပဲမှန်မှန်သွားချင်တဲ့ပြောမယ်ဆိုသူတို့မှန်တဲ့အသက်ကိုကွာမားတယ်လို့ပြစ်တဲ့တဲ့ကိုမပြောချင်ဘူးကွယ်ပြောချင်တာအာနာစရာကြီးသူတို့မှန်တဲ့ຢာလေးတွေမှန်သွားတယ်ဆိုပြောသွားပေါ့အဲ့လိုဆိုတော့အဲ့လိုလေးပဲပေါ့အခုတနေ့ရက်တက်တဲ့ဆင်စာအာ16နဲ့တက်တဲ့ကိုမှန်တယ်လို့ရှိတယ်ဒီ character မကြည့်ရင်16ပေါ်တဲ့ အလွန်ဆုံးနဲ့အဲ့ပြောတဲ့ပြောတဲ့တယောက်ကကိုယ့်ထက်တောင်မှဟို level လိုမျိုးလေးသူနည်းနည်းလေးနည်းနည်းနုကိုယ့်စိတ်ထဲမှာကိုယ့်အသက်ကိုသိနေအောင်သူနည်းနည်းနုတယ်လို့ခံစားရတယ်အဲ့တယောက်က28လာမှသူရှိနေအဲ့ကို29နှစ်တုန်းမှန်သွားတယ် ဆကုနဲ့လကိုပြန်မှန်းသွားရကွယ်ဟိုဘယ်ပြောမလဲယောဂတာဟိုနည်းနည်းတစ်ခါကျရင်ကျက်ချင်းလဲရင်ကျက်နေရပုံလေးပောက်ပြမယ်တစ်ခါကျရင်ချစ်မွေးလေးရပါနေရလားပြောဆိုမိတ်ကတော့ daily မလိမ်ဘောနော်မင်းသမီးဆိုပြီးတိုင်းလဲအပြင်သွားတိုင်းဘယ်တော့သွားအဲ့လိုပြင်းပြင်းစင်စင်တော့မိတ်ကလင်ရမယ်လို့ပြောကြပါဘောနော်ကြိုက်တဲ့တွေးတဲ့နေရာမှာတွေးတဲ့ပရိသတ်ကဓပုံရိုက်တာဟုတ်ဒါပေမဲ့တဲ့အဲ့လို shooting ကလွယ်လို့မလိမ်ဘူးပဲတော့မှာအဲ့လို shooting တို့ပွဲတို့ပြီးွားရင်တော့မှာနီးစက်ရအိမ်သားလည်းဝင်ပြီးတော့အိမ်ကြီးကောက်လဲချလိုက်ပြီးတော့မိတ်ကဖြ က်ချပလိုက်တာမျိုးအဲ့လိုမျိုးမင်းနာမမိတ်ကရင်းနဲ့အကြာကြီးအဲ့လိုမျိုးချက်မနေတတ်ဘူးအဲ့ဒါကလည်းဟိုတစ်ဖက်တစ်လမ်းတော့ဒီဟိုအိုမင်းရော်တာကိုရှော့မယ်ထင်ပါတယ်ပြီးတော့အခုခင်မှာဆိုလို့ရှိရင်လည်းတတော်လူပညာရှင်တွေဆိုတာဟိုတာမန်ပြည်သူတွေတောင်မှဟိုခင်မိလာကြပြီး aesthetic တွေသွားလာကြပြီး collagen တွေတောက်တက်လာကြပြီးမှနေတိုင်းလုံနေကြတဲ့အလုပ်တစ်ခုဖြစ်နေကြပြီးဆိုတော့တတော်လူ celebrity နေရဆိုလို့ရှိရင်လှချင်လို့ဆိုတာတဲ့လူချင်းလို့ဆိုတာတဲ့အားလုံးရဲ့စံပြအနေနဲ့အော်ဒီတက်ဒီရမှာဒီအမျိုးသမီးကအဲဒီလိုမျိုးဒီလပောက်ထိမ့်သိမ့်နိုင်သေးတယ်အဲအဲ့လိုမျိုးလေးပေါ့ ဆိုပြီးတော့ဟိုကိုကိုက idol တယောက်ဖြစ်အောင်ဒီအလှပပိုင်းမှာရောခရီးဆိုင်ရပါဘောเนาะ everything aesthetic တွေဆိုလို့ရှိရင်လည်းကြိုက်တဲ့စည်းကမ်းသွားစည်းကမ်းတွေအကုန်လုံးကလုပ်ပေးခြင်းလို့ပါဆိုပြီးတက်ကိုချစ်လို့ဆိုပြီးဖိတ်ကြရတယ်အဲ့တော့ကိုကမသွားနိုင်တာမသွားနိုင်တာအခက်နေရအဲ့ဒါဒီချက်မင်းမမဲ့တာသွားလို့ရတော့ဒီချက်ပုံနှုတ်နေပါ စိတ်ကတော့ဆိုင်တာပေါ့တချို့ expected ဘလောက်ပဲသွားသွားအချစ်ကြောင့်တော့မဟုတ်ဘူးကိုယ့်ရဲ့ဟိုစိတ် daily life မှာဖြစ်နေတဲ့စိတ်ပေါ့လူတိုင်းပေါ်မှာထားရတဲ့စိတ်နဲ့လည်းမတူရပါဘူးအချစ်တခုရဲ့ပေါ်မှာပဲအဲစိတ်ကရှိနေမယ်ဆိုရင်ပူလောင်ပူလောင်ဦးမယ်ထင်တာပဲအချစ်ကြောင့်ဆိုပြီးတော့နုပြိုနေရဆိုတာအမှန်တော့ရှားပါတယ်အချစ်ကြောင့်ကိုအပြုံးလေးအသက်ဝင်နေမယ်မျိုးလုံးလေးချင်းချင်းနေမယ်တောက်ရင်တောက်နေမယ်အေးကြီးတွေဝါနေမယ်အဲအဲ့လိုစိတ်တွေလန်းဆန်းရင်လန်းဆန်းနေမယ်အဲနုပြိုခြင်းကကြတော့အချစ်နဲ့တော့တိတ်တော့မဆိုင်ဘူးလို့တော့တက်ကထင်တာပဲပေါ့နော် အဓိကကိုယ့်ကိုယ်ထိမ့်သိမ့်မှုပေါ်မူတည်မယ်ပြီးရင်အဓိကစိတ်ထားပေါ့အတွင်းစိတ်အတွင်းစိတ်လာမှအပြင်ရုပ်ကလေးကကြည်ပြီးတော့တသားဖြူရလူချင်း၃လေးယောက်ရှင်လိုက်ရတယ်မှာသူအယောင်ထွက်နေရ oral ထွက်နေရအဲ့ဒါမျိုးကကြတော့ဘာနဲ့မှလှုပ်ယူလို့မရဘူးဘာ skin care လေးလေးဘလောက် cc ကလေး bb ကြီး ee cream လေးလေးအဲ့လိုလည်းမရဘူးပေါ့နော်အဓိကအတွင်းစိတ်ကလေးကအဆင်ပြေနေအသားညိုနေရလူတော်ကြည့်လိုက်လို့ချင်းလူကြားထဲမှာထင်းပြီးတော့သူ့မျက်နှာလေးကချစ်စပွဲဖြစ်နေရပေါ့ဒိတ်ဒိတ်အဲ့လိုပြောရမှာပေါ့နော်ကျကကိုထပ်ပို့လို့ဦးနေတယ် အတွင်းကသူကပုံငယ်တာဘူးသူကပုံငယ်ဒါပေမဲ့တချို့ကပြောကြတယ်အာပူကြီးရတာအတက်ဘလောက်กว่าလဲအဲ့လိုမျိုးလွင်မှုပူကြီးရလို့ထင်တဲ့လူကထင်ကြသေးရဒါပေမဲ့တော်တော်များများတော့အဲ့လိုတစ်ခါကျရင်ဓာတ်ပုံတွေမှာကျရင်သူရုပ်တည်မနေတတ်ဘူးမနေတဲ့ခါကျတော့သူအသက်ကြီးပူထင်ရထင်တယ်အပြင်မှာကြလို့ရှိရင်လည်းသူသိမခင်သေးရလို့လည်းဆိုသူအနေတီးရခါကျရင်လည်းအသက်ပူကြီးလို့ထင်ထင်တာမျိုးလည်းရှိရပါတော့ဒါပေမဲ့တကယ်တမ်းလှုပ်လှုပ်ရှားရှားခေါင်းလာလို့အပြင် live ကိုတွေ့သွားလို့ရှိရင်ကိုယ်ထပ်ပူတစ်ခါကျလို့ရှိရင်ကလေးဆန်တယ်သူသူချစ်တဲ့လူတွေနားရောက်သွားလို့ရှိရင်လည်း အမေအဲ့လိုသူလည်းချွချွနွဲ့နွဲ့အဲ့လိုမျိုးလေးနေတတ်တာမျိုးအဲ့လိုဒီတတ်တာနေတတ်တာမျိုးတွေမှာပါအဲ့ဆိုဟိုပြောမယ်အသက်ကလည်း6နှစ်လောက်กว่าတယ်6နှစ်လောက်กว่าတယ်သူလည်းစိတ်ခုနပြောလို့စိတ်ကြီးရယ်စိတ်ရှည်ရယ်နေဆိုတဲ့အခါကျတော့အဲ့လိုထင်ရနေမှာပါအင်း